ငါတို့ဘယ်လိုလုပ်ကြမလဲစဉ်းပြေးကြမလားဒီချိန်ကျမှပြေးလို့ဘယ်လိုလုပ်ရတော့မှာလဲဖြစ်သမျှဝန်ဆိုင်ရတော့မှာပဲဒီတစေးကအရင်ကကြောက်စရာကောင်းတာကိုမင်းစော်တို့ကကြောက်စရာကောင်းလာတဲ့တစေးကို ထိန်းချုပ်ဖို့စူးစမ်းကြပါတယ်ချက်ချင်းဆိုသလိုတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာတနတ်တန်တွေကစူညံသွားပါတယ်ညိုချင်းရွာလေးရဲ့အနောက်ဘက်ကလေကွင်းထဲမှာတော့မင်းစော်တို့ကစပားရိတ်သိမ်းနေကြပါတယ် သူတို့ငွေချင်းသုံးယောက်ကစပားဆိုင်ပြောပြီးတောင်ရအလုပ်တွေလုပ်ကင်ကြသလိုအမေပြစ်ထွက်လေလေရှိပါတယ်။ရွှေခဲညိုကြီးရွာလေးရဲ့ဘေးပတ်ပတ်လေးမှာတော့ဂျီမာနတ်ဆိုင်လာတဲ့တုပ်တွေရှိပြီးတားကောင်တွေကလည်းပုံများပါတယ်။ဒီနေ့မှာတော့ငွေချင်းသုံးယောက်ကအမေပြစ်ထွက်ကြဖို့ပြောဆိုနေကြပါတယ်။မင်းစော်ရုံကတော်ကြန်နဲ့မုတ်ဆိုးတွေပါ။ဒီတစ်ခါလေးသူတို့သုံးယောက်စလုံးကအမေပြစ်ထွက်ကြဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့သုံးယောက်စလုံးကတော့ရွာရဲ့အမြောက်ဘက်ကတော်နတ်ကြီးတွေကိုတော့မရောက်ဖူးကြသေးပါဘူး။ ီတော်ရင်မှာတားကောင်တွေအရန်ပေါ်တာကိုလည်းကိုမင်းဆောင်တို့ကသိကြပါဗျ။ဒီတော်နဲ့ကြီးကတားကောင်တွေအရန်ပေါ်တာလားကငါတို့ဒီကိုသွားကြမလား။ငိုဆိုးကြီးအောင်မောင်စီကကြားရတာတော့ဒီတော်နဲ့ကြီးရဲ့မှာတော့ဝက်တွေအရန်ပေါ်ဆိုပဲ။ဒါပေမဲ့တရေသစီတွေကလည်းပေါ်တာကငါတို့ဒီကိုသွားလို့အဆင်ပြေပါမလား။ငါစိတ်ထဲမှာတော့တခခုစိုးရိမ်နေသလိုပဲ။မင်းဘာတွေကိုတွေးနေရလဲကွာ။ငါတို့တယောက်နဲ့တယောက်စကားတွေပြောထားကြပြီးမဟုတ်ဘူးလား။ဘာမှကြောက်မနေနဲ့။လက်ညှိုးကိုလိုက်ရင်ပြီးသွားနေတဲ့ကိစ္စ။ နောက်တနေ့မှာတော့သူတို့သုံးယောက်စလုံးကချင်းဆိုထားကြတဲ့အတိုင်းတော်နတ်ကြီးတွေကိုတွားရောက်ဖို့အတွက်လူဝတ်တာတွေကိုပြင်ဆင်ကြပါတယ်။သူတို့သုံးယောက်စလုံးကပုံမှန်ထက်ရိတ်ခါတွေကိုပို့ယူထားကြပါတယ်။ဒီတစ်ခေါက်တော့တော်နတ်ပိုင်းနဲ့ဒီဝင်ရောက်ဖို့ဆုံးဖြတ်ထားပါတယ်။မင်းစော်တို့တကယ်ချင်းသုံးယောက်ကဆေးဝါးအရက်နဲ့ကြီးကိုအလုံးလောက်ပြင်ဆင်ထားကြပါတယ်။အခုသွားမယ့်တော်နတ်ပိုင်းကတားကောင်းနေပုံများလှသလိုအရာလေးအနေနဲ့များပါတယ်။အရေးကြီးတာတွေပြောဆိုပြတာနဲ့သူတို့သုံးယောက်လုံးလေးတော်နတ်ထဲကိုဝင်လာလိုက်ကြပါတယ်။ တောလန်းလေးတစ်လျှောက်လုံးမှာဂျင်းငက်ကလေးရဲ့အတန်တွေကိုကြားနေရပါတယ်။မကြမီမှာပဲတောဆက်ကလေးကိုရောက်လာပြီးဂျီမာရဲ့အပင်တွေကြောင့်အေးဆိတ်သွားသလိုခံစားလိုက်ရပါတယ်။အရှိကိုရောက်လာလေမြူခိုးတွေကပူပူပြီးတော့အုံမိုင်းနေပါတယ်။တောကလေးတွေကိုရောက်လာပြီးခဏကြာမှာပဲပင်မနန်းနေလာပြီးတော့ခလလန်းကိုအရှောင်းမာတော့မိဟိန်တယောက်ခြုံနေကြမှာပုံခေါ်ပြီးတနတ်နဲ့အစင်သက်ချိန်ဝင်ထားလိုက်ပါတယ်။တောဝတ်တကောင်အစာရှာထွက်လာတာကိုမြင်လိုက်ရတာနဲ့မိဟိန်လေးချက်ချင်းပဲပြစ်ထည့်လိုက်တာ ရန်ပောက်ခွေတန်းကတိမ်လောင်စွာထွက်ပေါ်သွားပါရယ်။မင်းဟင်းရဲ့ပြစ်ချက်ကလွဲသွားတာကြောင့်တော်ဝက်ကပြေးထွက်သွားပါရယ်။တနတ်တန်ကြောင့်လားတော့မသိပါဘူး။ဂျင်းငတ်တွေရဲ့အတန်ကထက်ချင်းတိတ်ဆိတ်သွားပြီးတော့ပဝင်းချင်းတစ်ခုလုံးကစိတ်ငြိမ်သွားပါရယ်။သူတို့တယောက်စလုံးကအခုမှရောက်လာတဲ့တော်နတ်ကြီးရဲ့ပဝင်းချင်းကိုတိတ်ချအခဲခလိုက်ပါရယ်။ဒီတော်ဝက်ကသူတို့ခါရန်ရောက်ဖို့နေတောင်းနေမတူပါဘူး။ဒီနေ့တောက်ကထူးထူးခြားခြားတိတ်ဆိတ်နေပါလားတမျိုးပဲအေးကွာငါလည်းဒီလိုခံစားနေရတာ ဒါပေမဲ့ဘာမှတွေးမနေပါနဲ့ငါတို့ဆက်သွားကြသူတို့လည်းခဏကြာတော့ဒေါနတ်ပိုင်လေးကိုဆက်ပြီးတော့ဝင်လာလိုက်ကြတယ်မကြောင်မီမှာပဲနေအောင်ကတောက်ွယ်သွားပြီးတော့အမောင်တို့ကြသွားပါတယ်သူတို့တောင်ယောင်လေးအပင်ကြီးအောက်မှာစခင်းကြကအနားယူလိုက်ကြတယ်သူတို့စခင်းကြတဲ့ဘေးပတ်ပတ်လေးကအပင်ကြီးတွေကအုပ်ဆိုင်နေပြီးတော့အေးစိတ်နေပါတယ်အအေးတံကိုခံနိုင်မှုအတွက်ထင်းမီပုံထားပြီးတော့တောက်လောင်လေးရဲ့မိကြောင်ခဏတာနှွေးထွေးသွားပါတယ်မင်းစော်တို့ကမီးလေးလုံရင်စကားပြောဆိုနေကြပါတယ် ညအမောင်တို့နဲ့အတူပဝင်းချင်းတစ်ခုလုံးကတိတ်ဆိတ်နေပါရယ်။ငါတို့တမျိုးပဲခံစားရတယ်ကွ။ဒီကိုဆောက်ရောက်လာတဲ့ကငါတို့ကိုစောင့်ကြည့်နေတယ်လို့ခံစားနေရတာ။မင်းတို့ဘလို့ထင်လဲ။ဖလားကတော့တော်ရဲကိုရောက်လာကလေးကစိုးရိမ်စိတ်တွေနဲ့ထိတ်လန့်နေပါရယ်။ဘလပြောတော့မှမင်းစော်တို့လည်းတတိချာမိသွားပါရယ်။အေးကွ။မင်းပြောသလိုငါလည်းဒီလိုပဲခံစားရတာ။အရင်ကြီးတွေးမနေပါနဲ့။ငါတို့မနဲ့ကြရင်ဆက်ပြီးရောခီးဆက်ရအောင်မ။ငါတို့အနားယူကြတာပိုကောင်းမယ်။အေးအောင် မင်းကပြောလိုက်တော့မှသူတို့တောင်ယောက်လဲမီးပုံလေးရဲ့ခလလာမှအိတ်လိုက်ကြတယ်။ခီးပန်းလာလို့လားတော့မသိပါဘူး။ချက်ချင်းပဲအိပ်ပျော်သွားကြပါရဲ့။ပတ်ဝန်းကျင်တစ်ခုလုံးကစိတ်ငြိမ်နေပြီးတော့တောအုပ်ထဲမှာတော့ပိုးကောက်ငယ်လေးတွေရဲ့အော်တန်းကိုသာကြားနေရပါရဲ့။သူတို့တောင်ယောက်စလုံးကနှင်းနှင်းချက်ချင်းအိမ်မောကြနေပြီးတော့ခဏအကြာမှာပဲခလလန်းကနေလှုပ်ရှားသွားတဲ့အတန်းကြောင့်မင်းစော်တို့လန့်လို့လာကြပါရဲ့။ဒီအချိန်မှာပဲဗလာရဲ့အကူကြီးတောင်းတန်းကိုကြားလိုက်ရတယ်။ကူညီကြပါအောင်ကူညီကြပါအောင်ဗျာအမလေး မြမြလာကူပေးကြပါအောင်ဗျာအဝေးခန့်လန်လန်ကနဲ့အကူကြီးတောင်းတန်ကြောင့်မင်းစော်တို့လည်းထိတ်လန့်သွားကြပါတယ်မင်းကအချိန်နဲ့မကောင်းတော့တာကိုသိမိသွားပြီးတော့တနက်ကိုအသက်ပြင်ထားလိုက်တယ်သူတို့ရှိနေတဲ့ပတ်ဝန်းကျင်တစ်ခုလုံးကတော့အတန်တွေလုံးဝမကြားရတော့တဲ့အထီးထိတ်ဆိတ်နေပါတယ်ဘလာတို့အနေနဲ့ကြောက်ပါပြီထင်တယ်အမြန်သူအိတ်တဲ့နေရာကိုကြည့်ပါဦးမင်းကပြောလိုက်တော့မှမင်းစော်လည်းဘလာအိတ်တဲ့နေရာကိုသွားကြည့်လိုက်တော့မြေမာသွေးရီစိုးပေးနေတာကိုတွေ့လိုက်ရပြီးတော့သူတို့နှစ်ယောက်လည်းအပြင်ကိုထွက်လာလိုက်ကြပြီး ဘလောက်ကိုလိုက်ရှာကြပါရစေ။အနီးဝင်းချက်မှာတော့ထူးခြားတဲ့အရေးရောင်တော့မတွေ့ရပါဘူး။အခုတော့မောင်နေလို့အနေများတယ်ကွာ။ငါတို့မနှက်ကြပါပဲဘလောက်ကိုလိုက်ရှာကြအောင်။မနှက်ဆော့ဆော့အလေးရောင်ရတာနဲ့မင်းစော်တို့ကဘလောက်ကိုဆက်ပြီးတော့ရှာဖွေကြတယ်။မင်းစော်ကမြေပြင်ပေါ်ကခြေရာတွေကိုသိချကြည့်ရင်းနဲ့ဘလောက်နောက်ကိုလိုက်ရှာကြပါရစေ။သူတို့နှစ်ယောက်ကခလန်လန်းကိုရောက်လာတော့မင်းစော်ကနောက်ထပ်ခြေရာတစ်ခုကိုတွေ့လိုက်ရတယ်။ဒါပေမဲ့သူတွေ့ရတဲ့ခြေရာကလူခြေရာမဟုတ်ပါဘူး။ဒီမှာကြည့်ပါဦး။ခြေရာတွေကတာမန်ခြေရာမဟုတ်ဘူး။ ပုံမှန်ထပ်ပူသေးရင်ကြည်ရတာခုံပြီးတော့တွားတယ်လို့ပဲကွ။ဟမ်သိကြလားကွ။တွားအောင်မျိုးတော့မဖြစ်နိုင်လို့ပါ။ငါတို့မှရွေးချယ်စရာမရှိဘူး။ဘလောက်အမြန်ရှာရမလဲ။သူတို့နှစ်ယောက်ကထူးဆန်းတဲ့ကြည်ရနောက်ကိုလိုက်ကြတယ်။သူတို့နှစ်ယောက်စလုံးကကြောက်ရွံ့နေကြပေမဲ့တခြားရွေးချယ်စရာမရှိပါဘူး။တော်ကြီးရဲ့မှာတော့သူတို့လမ်းလျှောက်နေတဲ့အတန်တွေကိုသာကြားနေရပါတယ်။အချင်းအတက်ကြားတဲ့အထိမြေပြင်ပေါ်မှာကြံရည်တဲ့ခြေရတွေအတိုင်းလိုက်ကြည့်ကြရင်အရှိခက်လာလာမှာလိုက်ကိုကြီးကိုတွေ့လိုက်ရတယ်။ ကြီးမားတဲ့လိုင်ကူကြီးရဲ့မှာတော့အကင်ခတ်တဲ့ပင်အမြင့်တွေကတွဲလောင်းကျနေတာကိုမြင်လိုက်ရပြီးမိဟိလဲမိတုတ်ကိုလောက်ကလိုင်ကူကြီးရဲ့ကိုဝင်ကြည့်ပါတယ်လိုင်ကူကြီးရဲ့မှာတော့ညှိဆွဆွအနံ့တွေကထွက်ပေါ်နေပါတယ်လိုင်ကူကြီးရဲ့အတွေ့မိုင်ကိုရောက်လာတော့အရှိခလလန်ကမြင်ခွင်းကြောင့်အံ့အားထိတ်လန့်သွားကြပါတယ်အရန်ကိုကြောက်စရာကောင်းတဲ့တစီတကောင်ကဘလကိုအာပါတရာကိုက်စားနေပါတယ်သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာလေးအမွှေးအမြင့်တွေကထွက်နေပြီးအနံ့အသက်တွေကအရန်ပြင်းလာကြောင့်ပြုတ်အံထွက်တော်မလို့အောင်ခံစားရပါတယ် တစီရတောင်းမသိပါဘူးဘလာကတော့တစီရဲ့အကြိုက်ခံရမှုကြောင့်ပုံပြတ်ပန်ပြတ်ဖြစ်နေပြီးတွေးတွေကအိုင်ထွက်နေပါတယ်ကျောင်းလာစရာကောင်းတဲ့အချိန်လေးကိုကြုံခဲ့ရတဲ့ဘလာရဲ့မျက်လုံးတွေက ပြူးချိန်နေပြီးတော့အယံကိုကြောင်းလန့်ခဲရပုံရပါတယ်ဘလာကိုကြည့်ပြီးတော့မင်းစော်တို့လည်းအယံကိုတုံလို့သွားကြပါတယ်ငါတို့အခုတော့ဘာမှမတတ်နိုင်တော့ဘူးမကြမီမှောင်တော့မှာဆိုတော့ငါတို့ဒီလိုင်းငူကြီးရဲ့ကနေအပြင်ကိုအမြန်ပြန်ထွက်ကြရအောင်သူကမှောင်လာရင်စွာပူကြီးလာမှာ ဒီလိုနဲ့မင်းစော်တို့လည်းလိုင်ကိုကြီးတွေကနေအပြင်ကိုအမြန်ပြေးထွက်လာခဲ့လိုက်ပါတယ်။တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ကြောင့်ခြေတံတွေကပိုပြီးတော့ကြေကြေလလောင်ထပ်ပေါ်လာနေပါတယ်။သူတို့အပြင်ကိုပြေးထွက်လာတော့မှလမ်းကြောင်းကရှုပ်ထွေးသွားပြီးခဏကျမှပဲပတ်ဝန်းကျင်တစ်ခုလုံးကတဖြည်းဖြည်းပြောင်းလဲသွားပါတယ်။အရင်လာတော့ကတွေ့ခဲ့ရတဲ့ခြုံထူထူတွေအမတ်သားလုပ်ခဲ့တဲ့အပင်တွေကိုမတွေ့ရတော့ပါဘူး။ဒီတော့မှသူတို့နှစ်ယောက်လည်းလင်စားခံလိုက်ရပြီဆိုတာကိုသိလိုက်ရတယ်။မင်းစော်တို့လည်းတယောက်မျက်နှာကိုတယောက်ကြီးကနားမလည်နိုင်အောင်ဖြစ်သွားရပြီးတော့ ဒီနေရာကနေအမြန်ထွက်သွားနိုင်ဖို့အမြန်တိုင်ပင်လိုက်ကြပါရင်ငါတို့ဘယ်လိုလုပ်ကြမလဲဒီနေရာမှာရှိနေရင်တော့ငါတို့တစိချောင်းတေးရလိမ့်မယ်ကွာတခုကြံစားမအောင်ကွာအရန်တိတ်ဆိတ်တဲ့ပဝင်ချင်းကမင်းစော်တို့ကိုပို့ပြီးတော့သွေးပြက်စေပါရယ်တဖြည်းဖြည်းကောင်းကင်ကအရာဝင်ကပြောင်းလဲလာပြီးတော့အုတ်ဆိုင်လာနေပါရယ်သူတို့နှစ်ယောက်လည်းမကြမင်းမှာအနည်းငယ်ကြောက်လာရောမင်းစော်ကိုခန်းစားလိုက်ရပြီးစိတ်လှုပ်ရှားသွားပါရယ်ငါတို့ဒီကနေအမြန်ပြန်ထွက်နိုင်ဖို့စူးစမ်းရမယ်ငါတို့ဒီကနေထွက်ပြေးရင်ဒီနေရာကိုပြောင်းရောက်နေမှာပဲ ငါတို့တော်စီကန်အတိုင်းတစ်ခုခုလုပ်ရမယ်။မင်းကတော့အစည်းကန်ကိုလိုင်းလာပြီးတော့တော်ဆောင်တောင်ဆောင်နဲ့တွေကိုရှစ်ခေါ်ပူဆော်ဖို့ပြောလိုက်တယ်။ဒီတော်နဲ့ကြီးကသူတို့ထမတ်ထားတာထက်ပိုပြီးတော့ကြောက်စရာကောင်းနေပါတယ်။ဘလောက်ပဲတော်ကြနေမှုဆိုဖြစ်ပါစေ။အပြင်ကိုပြန်မထွက်နိုင်တော့ဘဲနဲ့တည်ဆုံသွားပါရယ်။မင်းစော်တယောက်ကြောက်စိမ့်နဲ့မျက်နှာကဖြူစွတ်သွားပါရယ်။အရင်နောက်မှာတော့တောလင်းမှာပိတ်မိနေကြတဲ့မင်းစော်တို့ဟာမျိုးပေါ်မှာဒူးထောက်ချလိုက်ပြီးဆံရပါရာတွေကိုရှစ်ခေါ်တောင်းပန်ကြပါရယ်။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာတော့လေတွေတိုက်ခတ်တာကြောင့်အပင်တွေရေလှုပ်ရှားသွားကြတဲ့အတန်တွေကိုသာကြာနေရပါတယ်။ဒီတော်ရဲမှာအမားလုံးမိတာရရှိရင်ခွန့်လွတ်ကြပါကျွန်တော်တို့ဒီကနေလေလူမျိုးအောင်ကူညီပေးကြပါဒီတော်ရဲမှာအမားမလုံးမိအောင်နေမယ်လို့လည်းဂရိပေးပါတယ်တိုက်ခတ်လာတဲ့လေကပိုပိုအေးစိမ့်လာပါတယ်။သူတို့နှစ်ယောက်ကတောင်းပန်စကားပြောဆိုပြီးတာနဲ့လန်လန်အတိုင်းပြန်ထွက်လာကြပါတယ်။အပြင်ခလလန်းကိုရောက်လာတော့ကောင်းကင်ကြီးကတဖြည်းဖြည်းပိုပိုပြီးတော့မဲမောင်းလာနေပါတယ်။ တို့နှစ်ယောက်ကအမောင်မကြခင်တခုခုလုပ်ရမယ်ဆိုတာကိုသဘောပေါက်သွားကြပြီးတော့အပင်ကြီးပေါ်မှာလင်းစင်ထုံးလို့ပြင်ကြပါရယ်မင်းစော့ကတော့တော်ရင်ကနေရသလောက်တစ်တွေကိုခုတ်လဲပြီးယူပြီးတယ်လို့မေဟင်းကလည်းအပင်ကြီးပေါ်မှာလင်းစင်ထိုးအခိုင်အမာဖြစ်အောင်လုပ်ပါရယ်အမောင်ကြသွားတာနဲ့လင်းစင်ကလည်းပြီးစီးသွားပြီးတော့သူတို့နှစ်ယောက်လုံးကလင်းစင်ပေါ်မှာနေရယူကပဝင်းချိန်ကိုအကဲခတ်ကြည့်နေလိုက်ကြပါရယ်အခုလိုဒေါ်နဲ့ကြီးရဲ့မှာအရန်ကိုတိတ်ဆိတ်နေတာကခြောက်ခြားစရာကောင်းပြီးတော့ တီးဆင်းမှုကသူတို့နှစ်ယောက်စလုံးကိုဖိအားများစေပါတယ်။အချိန်မရွေးအနေအကျောင်းလာနိုင်တာမို့ပဝင်ချင်းကိုတေချာအကဲခန့်နေရပါတယ်။မြူကိုတွေကရစ်တိုင်းနေတဲ့ဘေးပပတ်လေးမှာတော့တည့်ရချောက်ချီတန်တွေကိုပီပီတတကြားနေရပြီးတော့ထူချားတဲ့အရေးအယောင်တွေမတွေ့ရသေးပါဘူး။မင်းစော်တို့ကလက်စင်ကြီးပေါ်မှာညီသက်ထိုင်ရင်အချင်းနေကြည့်နေရကနေထူဆန်းတဲ့အတန်တွေကိုကြားလာရပါတယ်။အတန်ကြတော့သူရဲ့အရှိခလလန်ကနေမင်းနဲ့နေတဲ့တစီတကောင်ကတခြားတစ်ဖက်ကိုဖျက်ပြေးသွားတာကိုတွေ့မြင်ရပါတယ်။ မင်းစော်တို့လည်းလှိုင်းကူထဲမှာမြင်တွေ့ခင်ရတဲ့တစီဆိုတာကို သိလိုက်ရပြီးတော့ထိတ်လန့်သွားကြပါတယ်။ဒါငါတို့မြင်ခင်ရတဲ့တစီပဲ။ဒီချီချောင်းမဲရှိတဲ့တစီပဲ။သူ့အော်တန်ကကောင်းကောင်းလို့အတန်ထွက်တယ်ကွာ။ဒီကောင်းလေးကခုံခုံပြီးတော့သွားတာ။ဒီတစီတွေကလူသားကြောက်ဆုံးပဲကွာ။အနီရီကိုနှစ်ဖူးတွေ့ဒူးတွေ့ရင်ဆန်လာရပြီဖြစ်တဲ့မင်းစော်တို့ကအဆဆအယယာသတိထားနေကြပြီးစိုးရင်စိတ်တွေကလည်းဝင်လာပါတယ်။ဟောဟောကြည့်ပါဦး။သူငါတို့မြင်သွားပြီ။သွားပြီကွာ။ငါတို့ရှိတဲ့လေးစင်ကြီးကို လာနေပြီကွာ။ ခြေတဆောင်းနာရှိတဲ့တစေကမင်းဆောင်ရှိတဲ့အပင်မော်ကိုမော့ကြည့်ပြီးတော့ဒေါသတကြီးအော်ဟစ်ကရံပြူနေပါတယ်။တစေကတော့သူတို့နှစ်ယောက်ကိုစူးစူးဆဲဆိုက်ကြည့်နေပြီးတော့အယမ်းစာလောင်နေတာကြောင့်ဒီပင်ကြီးအောက်ကနေတခြားကိုထွက်သွားမယ်ပုံမရပါဘူး။သူ့ရဲ့မျက်လုံးတွေကအမောင်ထဲမှာရေးရဲတောက်နေပြီးတော့အဆွဲတွေကငှော့ထွက်နေပါတယ်။မင်းဆောင်ရလည်းတစေကိုကြည့်ပြီးတော့ဆုံးဖြတ်ချက်ကိုအမြန်ချလိုက်ရတယ်။မင်းဟိန်တယောက်အသိန့်ကင်ထားတဲ့တနက်နဲ့တစေကိုပြစ်ထိတ်လိုက်တာခြေလောင်နဲ့ပောက်ွယ်တန်းကဟိမ့်သွားပါတယ်။ သူတို့နှစ်ယောက်စလုံးကတစီကိုတနနေ့အဆက်မပြတ်ပြစ်ခတ်ကာထိန်းချုပ်ဖို့ကြိုးစားပါရယ်။တနတ်တန်တွေကစူညံသွားပြီးပဲ့တင်သွားပေမယ့်တစီကိုထိမှန်လာမမှန်ဘူးလားဆိုတာကိုတော့သိချမသိပါဘူး။မင်းတို့ကတော့စိတ်တတရာရအောင်တနနေ့ဆက်တိုက်ပြစ်ခတ်ပါရယ်။နောက်ဆုံးမှာတော့တစီရဲ့ဆူဆူဝဝအော်ဟေးရင်နဲ့တောအုပ်ရဲ့တပတ်စီကိုပြေးထွက်သွားပါရယ်။ပဝင်းချစ်တစ်ခုလုံးကရုတ်ချီဆိုသလိုပြန်တိတ်ဆိတ်သွားပြီးတော့ခဏအကြာမှာပဲလင်းစင်ကြီးကအရှိန်ပြင်းပြင်းနဲ့ဆွဲခါလိုက်သလိုလှုပ်ခါသွားပါရယ်။ မင်းစော်တို့နှစ်ယောက်စလုံးကဟန်ချန်ညီအောင်မင်းထိန်ထားလိုက်ရပါတယ်။တဆေကအပင်အောက်ကနေလှုပ်နေပြီးတော့ရန်ပြုတ်နေတာကိုတွေ့လိုက်ရတာကြောင့်မင်းစော်တို့လည်းထိတ်လန့်သွားကြပါတယ်။တဆေကတာမန်ထက်ခွန်အားကြီးပြီးတော့လင်းစင်ကြီးကလှုပ်ခါနေပါတယ်။မကြမီလင်းစင်ကြီးပြိုကျတော့မှကိုတီးလိုက်ရတဲ့မင်းစော်တို့ကအပင်ကြီးပေါ်ကနေအောက်ကိုအ мян ခုန်ချလိုက်ရပြီးတော့တော်အုပ်ရဲ့အခြားတစ်ဖက်ကိုအ мян ပြေးထွက်လာရပါတယ်။သူတို့နှစ်ယောက်စလုံးကအသက်လူပြေးလွှားနေရတဲ့အချိန်မှာပဲ တဆီကအနောက်ကနေအမြန်ခုံရင်းခုံရင်းနဲ့ပြေးလိုက်လာတော့နှစ်ယောက်စလုံးကအရန်ကိုကြောင်းလာသွားပြီးအားကုန်ကြိုးစားပြီးတော့ပြေးတရရတယ်။နောက်ဆုံးမှာတော့အနောက်မှာကြံခဲ့တဲ့မင်းစော်ကိုတဆီကမိသွားပြီးတော့မင်းစော်ကိုခုံအုပ်ကဖမ်းလိုက်တော့မင်းစော်လည်းကြေလောင်စွာအုံရင်နဲ့မျိုးပေါ်ကိုလေကျသွားပါတယ်။ဆာလုံရင်းတဆီရဲ့တိုက်ခိုက်တာကိုခံလိုက်ရပြီးမင်းစော်လည်းသိဆုံးသွားပါတော့တယ်။ခြေချောင်းတရေကတော့မင်းစော်ကိုအငမ်းမရကိစ္စပြစ်လိုက်တာသူတွေကပန်းထွက်လာပြီးတော့အသားစရီကပြန့်ကျဲသွားပါတယ်။ ကျောင်းဆရာကောင်းတဲ့တစီကဂျင်းနဲ့အာရသွားပြီးတော့အော်ဟင်းလိုက်တဲ့အတန်ကပြတင်သွားပါတယ်။မင်းဟင်းတယောက်ကြားလိုက်ရတဲ့တစီရဲ့ခြောက်ခြားစရာအတန်ကြောင့်အ мян စူးစားပြေးလာလိုက်ရပြီးတော့မင်းဟင်းကအရှိန်ခလလန်ကအပိကြီးပေါ်ကိုအ мян တက်ပြေးလိုက်ရတယ်။မင်းဟင်းတယောက်အချင်းအတော်ကြားတဲ့အထိပြေးလွှားနေရတာကြောင့်အရန်ကိုပင်မနှွမ်းနေနေပြီးတော့အပိကြီးရဲ့အကိုင်းကြားမှာပဲခဏတာအနာယူနေလိုက်ရပါတယ်။မင်းဟင်းကတော့သူနဲ့အတူတူလိုက်ပါလာကြတဲ့တငယ်ချင်းတွေကတည်ဆုံကုန်ကြပြီဖြစ်တာကြောင့် အရန်ကိုစိတ်မကောင်းဖြစ်သွားရပါတယ်။သူကိုယ်တိုင်ကလည်းမကူညီပေးနိုင်ခဲ့တဲ့အပြင်ဒေလူမျိုးပါထွက်ပြေးလာရတယ်။သူတက်ကတငယ်ချင်းတွေကိုဆွတောင်းပေးဖို့သာတန်နိုင်ခဲ့ပါတယ်။မိကနေအိပ်ပျော်သွားပြီးခဏအကြာမှာပဲအာယုံဦးအလင်းရောင်ကထွက်ပေါ်လာပြီးတော့ဂျင်းကလေးတွေရဲ့အတန်တွေကိုကြားလိုက်ရတယ်။မင်းဟိန်လည်းအပင်ကြီးပေါ်ကနေအောက်ကို ပြန်ဆင်းလာခဲ့လိုက်ရပါတယ်။အဲဒီနောက်သူအပြင်ကိုခတ်တက်တက်ထွက်လာလိုက်တော့ခလန်လာမှာတိတ်ဆုံးနေတဲ့တငယ်ချင်းဖြစ်သူရဲ့အလောင်းကိုမြင်တွေ့လိုက်ရတယ်။ မင်းစော်ကတော့မြေပြင်ပေါ်မှာရုပ်ပြက်ဆင်ပြက်ဒိတ်ဆုံးနေပါတယ်။အခုတော့မြင်ခွင့်ကြောင့်မင်းဟင်းလည်းမြေပြင်ပေါ်ကိုထူထောက်ကြသွားပါတယ်။မင်းစော်ကိုကြည့်ကအရန်လေးဝမ်းနဲ့တွားရပါတယ်။မင်းဟင်းတယောက်သာအသက်ရှင်ကျန်ရပါတယ်။သူကတော့ဒီတော့အုပ်ထဲမှာအနေများတာကြောင့်အပြင်ကိုပဲအမြန်ပြန်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မင်းဟင်းလည်းခက်သွဲသွဲနဲ့ခေးဆန်လာလိုက်တော့အပြင်တော်ဆက်ကိုရောက်လာတော့အနောက်ကိုနောက်ဆုံးအနေနဲ့လေ့ကျင့်လိုက်တယ်။ဖိပြက်ခေရီကအရန်ကိုကြောက်စရာကောင်းတာကြောင့် မင်းဟင်းလေးနောက်ဆိုဒီလိုအနည်းငယ်များတဲ့တောအထဲကိုမလာတော့ဘူးဆုံးဖြတ်လိုက်ပါတယ်။အခုဆိုရင်တော့သူရဲ့တငယ်ချင်းတစ်ယောက်စလုံးကတော်နဲ့ကြီးရဲ့မှာတိတ်ဆုံသွားကြပြီဖြစ်ပါတယ်။မင်းဟင်းတယောက်မကြမီမှာပဲရွာတွေကိုပြောင်းအောင်လာခဲ့တယ်။သူကတော့ဒီအဖြစ်ပြက်တွေကိုဘယ်တော့မှမေ့နိုင်တော့မှာမဟုတ်ပါဘူး။သူတယောက်တည်းအသက်ရှင်ရန်ပြန်လာခဲ့ရတဲ့မင်းဟင်းကတော့ရွာတွေကသူတွေကိုသူကြုံတွေ့ခဲ့ရသမျှကိုအကြောင်းစုံပြပြလိုက်တယ်။အဲဒီနောက်မှာတော့မင်းဟင်းကရွာတွေကသူတွေကိုခေါ်ကောင်း ဒေါ်နန်ဂျီရဲမှာတိတ်ဆုံးခဲ့ရတဲ့တငယ်ချင်းဖြစ်သူတွေရဲ့အလောင်းတွေကို ပြန်ယူလာခဲ့ပြီးမိသချိုပေးလိုက်ပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ဇလန်းလေးကတော့ဒီမှရင်ပြေဆုံးသွား ခဲ့ပါပြီ။မကြခင်မှာလည်းအခုထက်ကောင်းတဲ့ဇလန်းလေးတွေနဲ့တူတူပြန်လာခဲ့အောင်မှာမောင်ဆောင်မြောင်းအားပေးကြပါအောင်နော်။ခုလအားပေးနှဆိုင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။